င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆွဲတစ်ပါ DVP ရုံမြင့်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရခိုင်ပြည်နယ်မောင်တောင်မြို့နယ်လက်ရကွားစုံနဲ့တာယာကုန်းချေရအကြမ်းမှာရှိတဲ့ရိုဟင်ဂျာလက်နက်ကိုင်အာဆာအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်တယောက်တန်ရာရသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗါဒအော်တိုဘာလ9ရက်မနေ့ကဦးနိုင်နိုင်ကျော်ကိုအာကာအောင်နဲ့ကိုမင်းထွန်းအောင်တို့ဟာတောင်ပြိုဘက်ကနေအောင်တာယာချေရကိုကုန်ပစ္စည်းတွေစိုင်းကန်နဲ့တင်လာတဲ့အချိန်လက်ရကွားစုံနဲ့တာယာကုန်းချေရအကြမ်းမှာတိုက်ခိုက်ခံရတာပါ ဒီတိုက်ခိုက်မှုကြောင့်အသက်28နှစ်အရွယ်အောင်တာယာကျေးရွာကကိုမင်းထွန်းအောင်ညာဘက်နှဖူးမှထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့တရက်ထဲမှာပဲရင်ဂျာလက်နက်ကင်တပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းကိုနင်းမိလို့မောင်တောင်မြို့လက်တာရက်ကွက်ဘာစုဘကျေးရွာကအသက်9နှစ်အရွယ်ကလေးငယ်ရဲ့ညာဘက်ခြေထောက်နဲ့လက်တွေမှာထိခိုက်ဒဏ်ရာရရှိခဲ့ပါဗျ။လက်ရှိမှာတော့အာရခတက်တော်အေကအာစာလက်နက်ကင်တပ်ဖွဲ့တွေကိုလိုက်လံရှင်းလင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ မြန်မာဗတ်ချမ်းများရီမြို့နယ်ရှိကာစီနိုရုံးနယ်မှာလင်းလဲခံရပြီးပိတ်မိနေတဲ့ထိုင်းနိုင်ငံသား၁၆ခုကိုတာကီယန်ရှိ ထိုင်းစစ်တပ် Rush Manu စစ်ကြောင်းကတပ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပူးပေါင်းပြီးကယ်တင်နိုင်ခဲ့ပြီလို့ ASEAN ထိုင်းသတင်းမှာဖော်ပြပါဗျာ။ အမျိုးသားဆယ်ယောက်အမျိုးသမီး6ယောက်တို့ပါဝင်ပြီးဆိုရှယ်မီဒီယာကကြော်ညာချက်တွေအရအလောက်ကောင်းရမယ်ဆိုပြီးပြီးခဲ့တဲ့စက်တင်ဘာလကလေးကတဖက်နိုင်ငံကိုလှည့်ဖြားခေါ်ဆောင်ခံခဲ့ရတာလို့ဆိုပါတယ်။လုပ်ငန်းခွင်ရောက်တော့ပြောထားတဲ့အလုံးနဲ့မကန့်ညီတဲ့အတွက်ထိုင်းကိုပြန်လာခြင်းကြောင့်အကူအညီတောင်းခံခဲ့ကြပါတယ်။ထိုင်းတာဝန်ရှိသူတွေကမြောက်ရီဘတ်ချန်က BGF နေကြာဆောင်တက်စီဆက်သွယ်အကူအညီတောင်းခဲ့ပြီးသူတို့ဆက်ချောက်ကိုကယ်တင်နိုင်ခဲ့တာပါ။ ူတို့ကိုထိုင်းစစ်တပ်ကမဲဆောက်မြို့နယ်ရဲတပ်ဖွဲ့ထံဆက်လက်အနှံပြီးလူကုန်ဦးခန့်ရတဲ့တားကအမှန်တကယ်ဖြစ်မဖြစ်စစ်ဆေးကနေရက်ကိုပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ပြောကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာတောင်တရပင်လယ်ပြင်တွင်တိုင်ဖုန်းမုန်တိုင်းမိခဲ့ပြီးဆက်ချွတ်ရင်းနဲ့တင်မောတစီဘော်ကမြန်မာတင်မောသားဆရာကိုတရုတ်နိုင်ငံကကယ်တင်ခဲ့တဲ့ကြောင်းစင်ဟွာသတင်းမှအော်တိုဘာလ၂ရက်နေ့ကဖော်ပြပါဗျာ။အဲဒီတင်မောဟာတရုတ်နိုင်ငံတောင်ဘက်ဆွန်ဟိုင်နန်ပြည်နယ်ဆန်ရှားမြို့နယ်ကရုံရှင်းကျွန်းအရှိတောင်ဘက် 203ကီလိုမီတာလောက်အကွာတောင်တရုတ်ပင်လယ်ထဲမှာပဲကန်ဂီယာဆက်ချွရင်မီမျောပါခဲ့တာပါစက်တင်ဘာလ29ရက်နေ့မှာမြန်မာတင်မောသားတွေကိုရဟယင်နဲ့ပို့ဆောင်ပေးခဲ့ပြီးတဲ့နောက်ဆက်ပြတ်တင်မောကိုတော့တရုတ်ကယ်ဆယ်ရေးတင်မောကဆွဲခေါ်လာခဲ့ကအော်တိုဘာလ1ရက်နေ့မှာပိုင်ရှင်တွန်းတင်မောရှိရာစီကိုလွှဲပြောင်းပေးရခဲ့ပြီးတင်မောဟာနောက်တစ်နေ့နေလန်နန်နိုင်ခွဲလောက်မှာဥတီယာဖြစ်တဲ့ဗီယက်နမ်နိုင်ငံဒါနန်စစ်ကမ်းကိုရောက်ရှိသွားခဲ့ပြီလို့သတင်းမှဖော်ပြထားပါတယ်ခင်ဗျာ။ မဲဆောက်မြို့မဲတော်ရက်ကွက်အော့ဖိုကျောင်းတိုင်မှာရွှေပြောင်းမြမလုံသမားတွေစူပောင်းပြီးသတင်းကြော့လာပြည့်ဆွန်းဆန်စိန်လောင်ပွဲပြုလုပ်ခဲ့ကြပါတယ်။မောင်တူးပေးပို့ထားပါရခင်ဗျာ။ဟုတ်ကဲ့ပါအော်တိုဘာလ6ရက်နေ့ကြာရောက်တဲ့သတင်းကျလာပြည့်နေ့ဝါကျုပ်ပွဲထိမ့်မှစွန်းစံစိန်လောင်းလူပွဲနဲ့အတူစတုဒီသာလူပွဲတွေကို ပြုလုပ်နေကြတာပါဟိုကျွန်တော်ဗုဒ္ဓဘာသာဝင်တွေအားလုံးစုစည်းပြီးတော့မ အဲဆန်းဆန်းတိုင်လောင်းလို့ပူဇော်ပွဲဆိုတာဒါက16တဲ့မြောက်ပေါ့နော်16တဲ့မြောက်ကျွန်တော်စစ်ပြောင်းမြန်မာတွေအနေနဲ့စုစည်းပြီးတော့မှသူတို့ချွေးနေစာလေးတွေနဲ့ပေါ့တမှုတပည့်စုရနေမှာဒီလိုလူတန်အောင်မင်္ဂလာကြီးတွေပွဲကြီးတွေဖြစ်အောင်ဆင်ရင်ကျင်းပကျင်းပဲဖြစ်ပါတာမဲဆောင်မှာတစ်နှစ်လုံးလောက်ကန်ရှားဖွေးထားသမျှတွေကဟွာကျွတ်လူဖြစ်လာရောက်လူတန်းခဲ့ကြသလိုဥပုပ်သီလတွေလည်းစောက်တီခဲ့ကြတာပါ တဲ့ယောက်ျားတွေရဲ့သားတွေကတော့ဒီမှာဂိတ်မာတွေကုံထမ်းတယ်ခလေးကလေးတွေကတော့ဟိုဆက်ရုံမှာအလုံလုံးတယ်ပေါ့နော်အဲအလုံလုံးတော့အဲ့ပဆက်လေးနဲ့ရတာဟာဒီနေ့ဟိုသတိရလာပြည့်လည်းဖြစ်တော့အရာစွန့်နိုင်နေလဲလောင်းနေဒူလာလေးလည်းလိုက်ယူတာမြန်မာပြည်အမြန်ဆုံးအေဂျင်မတ်စီလို့ဆူတောင်းခြင်းနဲ့မြန်မာပြည်မှာလည်းပြည့်နေခြင်းတွေပြီး သူမြန်နိုင်ငံမှာနေရတာအဆင်ပြေတယ်ဆိုပဲမဲ့လည်းမြန်နိုင်ငံရတယ်သူမြန်ခိုင်းတဲ့လို့လောက်ရတယ်မလုံနိုင်လဲလောက်ရတယ်မလုံချင်လဲလောက်ရတယ်ထိုင်းနိုင်ငံမှာနေတာအနှစ်20တောင်ကျော်ပါပြီလမနေချင်တော့ဘလိုပဲဖြစ်နေနေရတယ်လေမြန်မာပြည်ထက်ဒီမှာဒီမှာပို့ပြီးတော့အခုလက်ရှိမှာပို့ပြီးနည်းနည်းအဆင်ပြေလာသလိုပေါ့နော်ဒီမှာဒီမှာနည်းနည်းခက်ခဲတယ်လေအခုချိန်မှာအဲ့ဒါကြောင့်မို့မနေချင်လဲနေနေရတာပေါ့အခု ဟုတ်တယ်လေမင်းအောင်လာကြောက်ပဲဖြစ်နေတာပါမင်းအောင်လာကြောက်ပဲလူတိုင်းလည်းသိပြကြတာပါဒီကိစ္စကြောင့်လည်းပဲမပြန်ပြကြတာပါမင်းအောင်လာမဖြစ်တော့အကုန်လုံးအကောင်းမော့အမေအမေစုဥစ္စာတော့ကတော့ကိုလိုအေးကြကြနဲ့သွားလာလို့ကောင်းနေတာပါတန်ပန်းတွေလည်းကောင်းတယ်အခုကတော့လူမမနေရရအောင် ယောက်ျားလေးဆိုရင်ယောက်ျားလေးလေးယောက်မိန်းကလေးဆိုရင်မိန်းကလေးယောက်ပြေးနေရတာညလိုက်ဖရာရှိကိုယ်တိုင်ဆုတောင်းလဲညမပြင်းကြင်းချမ်းပါသေးညမပြရရှိရခုနဲ့သားပြီးအလုံးလဲအဘဘေးတို့ရောက်တော့ကင်းပါသေးအမေဆုလည်းချမ်းပါပါသေးအများတော်ဆုတောင်းလဲညလိုက်ဖရာရှိကိုယ်တိုင်ဆုတောင်းလဲဒီနေ့တဲ့င်းကျိုးမှမဟုတ်လုံးရတဲ့အချိန်တွေကလည်းအမေစုအမြန်လို့ပါသေးအမြန်လို့ပါသေးကျမ်းမာရေးကောင်းပါသေး အများတော့တက်တော့ရကြောရှင်နေရပါစေအများတော့လည်းဆုတောင်းနဲ့ခေါင်းအားလွင့်ပိုကောင်းတာပေါ့အမေစုထောင်အားလွင့်အလူတစ်ခုအလူတစ်ခါချပြန်လောက်ပါအခုလိုဝါကျို့လှူပွဲပြုလုပ်နေကြတဲ့မဲဆောင်မြို့နယ်အတွင်းမြန်မာနိုင်ငံသား9သိန်းလောက်နေထိုင်အလုပ်လုပ်ကင်နေကြပြီးထိုင်းနိုင်ငံတနိုင်ငံလုံးမှာဆိုရင်တော့မြန်မာနိုင်ငံသား6တန်းလောက်ရှိနေပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ